Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ကျွန်တော် Kobe Mainu က Manchester United ရဲ့စာချုပ်သစ်ကန်လန့်မှုကိုညင်းပယ်ပြီးတော့ဗောနော်။အာအင်္ဂလန် Premier League မဟုတ်တဲ့တခြားပြည်ပကလပ်တင်းတွေပြောင်းရွှေ့ဖို့အတွက်ကြိုးပမ်းနေတယ်ဆိုပြီးတော့ The Guardian ကနေပြီးတော့ report လုပ်လာတယ်။ United ရဲ့ဘက်ကလည်း Mainu ကိုရောင်းချပြစ်မယ်ဆိုလို့ရှိရင် ပေါင်တန်း80ခန့်တိကိုတက်မှတ်ထားတယ်။ဒါပေမဲ့လည်းလို့ပေါ့နော်။အကယ်လို့ menu တို့ရဲ့ pack တောင်းဆိုတဲ့အချက်လက်တွေကကျွန်တော်တို့ထားပါတော့ဒီကူကိုရီတိုးမြင့်ပြီးတော့ကန်းလန်းနိုင်နေဆိုလို့ရှိရင်စာချုပ်တွေချုပ်ဖို့အတွက်သဘောတူညီမှုရနိုင်သေးတယ်ဆိုပြီးတော့အသင်းတာဝန်ရှိသူတွေရဲ့ဘက်ကယုံကြည်ထားကြစေဖြစ်တယ်ပေါ့နော်။ Kobe menu က Manchester United မှာဆက်ပြီးတော့နေလို့တယ်။ဒါပေမဲ့လို့အသင်းဘက်ကဘူဘရီယံလုံးကစားမဖြစ်သူရဲ့တန်ဖိုးကိုအတိမတ်ပြုတ်တဲ့အနေနဲ့တည်ရမလားသူချီသွမ်းပြတာပဲဆိုပြီးတော့ ဒါလောက်ခလာစာတပတ်ကို ပေါင်တသိန်းခွဲနဲ့အထက်ဝန်းကျင်တန်ကြီးရှိတဲ့ပမာဏကိုပဲတောင်းဆိုနေတယ်ပေါ့ဒါတွေကိုလည်းလက်ရှိမှာ LS Crocs တို့ဘာလို့ကအပြင် report တွေကျွန်တော်လုတ်ထားတယ်ဆိုတော့ပြီးခဲ့တဲ့၄ရက်လောက်တုန်းကသတင်းတင်ပေးခဲ့သလိုပဲ Kobe Mainu ဒီ Manchester United နဲ့တက်တန်းတူးတဲ့နေရာမှာလောက်ခလာစာပို့ပြီးတော့လူချင်းနေတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်ဟို ဘယ်လိုပြောမလဲစာချုပ်တန်တန်2ကိုကျူးပတ်နေတဲ့ဒီကစားမလေးကိုဒါအားလုံးလည်းတည်တဲ့တိုင်ပဲကျွန်တော်တို့တန်တန်ကအများကြီးမကျန်တော့ဘူးကစားမလေးကတကယ်လည်းအကြီးချင်းရှိပြီးတော့အသက်လည်းငယ်သေးတယ်ဆိုတော့အသင်းဘက်ကလက်မလွတ်ချင်ဘူးလက်မလွတ်ချင်တော့ကျွန်တော်တို့ကျူးပတ်နေတယ်ဒါပေမဲ့လို့သူ့တာဝန်ရှိသူတွေရဲ့ဘက်ကငွေကြီးတွေကလက်ရှိတောင်းဆိုနေတဲ့နေရာမှာတော်တော်ကြီးကိုများလုံးတယ်လေဘာဦးတင်မှာခြေသွမ်းပြနေတဲ့ကွန်းလင်ကစားမလေးတသိန်းခွဲဘယ်သူမှရတယ်လို့ကျွန်တော်မထင်ဘူးတော့လေဘာဦးတင်မှာဆိုလို့ရှိရင်ဆာလာရဲ့လို့ရှိရင်ကျွန်တော်တို့ဒါဘန်ဒိုက်ကြီးကလွှဲရင် တင်ကစားမတွေရလောက်ခလာစား2သိန်းနီးပါးဝန်းကျင်3သိန်းခွဲနီးပါးဝန်းကျင်ဒီဘယ်သူမှထူးထူးခြားခြားရနေကြတယ်လို့ကျွန်တော်မထင်ဘူး။ဒါပေမဲ့လို့ဘာသာမှန်းကျွန်တော်မထွက်ဘူးပေါ့နော်။အဲလက်ရှိကျွန်တော်တခြားကလပ်တွေနေလဲကြည့်ရင်ဒီတိုင်းမှာပဲ။ဆိုတော့အခုလက်ရှိခူဝီမင်းနုအတွက်တပတ်လောက်ခလာစားပေါင်3သိန်းခွဲ3သိန်း8000ဆိုတာဘယ်လိုပြောမလဲ။တအားကြီးကိုအတင်အတွက်စဉ်းစားအသင့်နေစဉ်းစားအသင့်နေပေါ့နော်။ကျွန်တော်ကတော့အသင်းဘက်ကတော့ရောင်းအောင်ပါပဲ။ရောင်းအောင်ပါပဲဆိုတာဒီနှစ်ချက်ရှိရဲ့ဗျာ။ နံပါတ်1ကျွန်တော်တို့အမြဲတမ်းဒီပါပြောနေကြလို့ပဲအသင်းမှာ FFPC မြင်နေ PSR rules တွေကိုကျွန်တော်တို့ပြောလို့ရှိရင်နေရာဒီပြောင်းရွှေ့မှာကောင်းကောင်းမွန်မွန်အလုပ်လုပ်နိုင်ဖို့ငွေကြေးသုံးဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကအသင်းရဲ့ Academy ထွက်ကစားမတယောက်ကိုရောင်းချပြီးတော့ကျွန်တော်တို့ဒီလုံးဝတီးတန့်အမြတ်ငွေတန်း60 80လောက်ရှာနိုင်ရင်တန်း180လောက်ပြန်သုံးနိုင်မှာ ဆိုတော့ဂါနာချူကလည်းဝယ်တုံးကပေါင်9သိန်းလောက်ပဲပေးရတယ်ဆိုတော့ဒီချိန်မှာပေါင်သန်း60 90လောက်နဲ့ရောင်းချနိုင်ရင်ဒါမှမဟုတ်ကိုဘီမင်းနူးကိုတပြားတစ်ချက်မှမကုန်ဘဲနဲ့နော်အသင်းအကယ်ဒမီကထွက်လာတာဆိုတော့ပေါင်သန်း60 90လောက်နဲ့ရောင်းချနိုင်ရင်ပြဘသူ့ကိုပဲရအောင်မင်းနူးပဲဖြစ်ဖြစ်ဂါနာချူပဲဖြစ်ဖြစ်နှစ်ယောက်ထဲကတစ်ယောက်ကိုရောင်းနိုင်နဲ့တန်း60လောက်နဲ့ရအောင်ရှာနေနေဆိုရင်တန်း140လောက်ပြန်သုံးနိုင်မဲ့အနီထားမျိုးပါຫນွေကြရင်ဒါဟာအသင်းအတွက်အပေါင်းလက္ခဏာဆောင်တဲ့အရာတွေဆိုတော့အသင်းဘက်ကအဲ့ဒီ FFBC မင်းနဲ့ဘောနော်ဒီ PSR ရူဘန္နာကြီးကိစ္စအခြေအနေတွေရဒီလူငယ်ကစားမနှစ်ယောက်ထဲကတစ်ယောက်ကိုတော့ရောင်းသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။နောက်တစ်ခုကဒီကစားမတွေမှာကဒီအချက်နှစ်ချက်ရှိတယ်ဗျာဒီလာဂါနာချိုကိုမင်းနူရောထားပါတော့ကျွန်တော်အနေနဲ့ဒီပုံစံနဲ့ဆိုလို့ရှိရင်အတင်းရဲ့အနာဂတ်ကဘယ်လိုမှကြည့်လို့လှမနေဘူး။ဘယ်ကစားသမားကမှ okay ငါနောက်ထပ်၅နှစ်စာချုပ်တူးတော့မယ်ဟေ့ဆိုလို့ရှိရင်ငါ့ရဲ့အနာဂတ်ကိုဒီအတင်းပေါ်မှာ၅နှစ်မြုပ်နှံတော့မှာ ဒါဆိုလို့ရှိရင်လာမယ့်9နှစ်အတော်တွေမှာဒီအသင်းဟာတိုးတက်နိုင်သလားငါဒီသေးတဲ့သူဖလားတွေဘာတွေရနိုင်တယ်လဲကြည့်တော့မှာဗျာနော်ပြီးလို့ရှိရင်ဒီဒီဒီလက်ရှိသွားနေတဲ့ပုံစံရရောတကယ်အနာဂတ်မှာအများကြီးပေါ့နော်ကျွန်တော်တို့တိုးတက်လာနိုင်တဲ့အသင်းကောင်းတင်းတင်းဖြစ်လာနိုင်တဲ့စူပလားတွေကိုစိန်ခေါ်နေတဲ့ကလတ်တင်တကူပြီးမြင်နေရလားမမြင်ဘူးဆိုလို့ရှင်တော့တေးကြတဲ့ကျွန်တော်ညရာဒီပြောင်းရွှေ့ကြလို့ရှင်တော့ထွက်ကြလိမ့်မယ်ထင်တယ်ထွက်ကြလိမ့်မယ်ထင်တယ်ဗောနော်ဒါကလက်ရှိဒါကစားမားတွေရဲ့ဘက်ကသူတို့ အနာဂတ်မှာဒီအသင်းစီကဘာတွေမျှော်လင့်ရမလဲငါတို့ဘလို့အသင်းမှာငါတို့အနာဂတ်ကိုမြုပ်နှံမြင်တယ်လဲဆိုတဲ့အပေါ်မှာမူတည်တဲ့အချက်နောက်တစ်ခုကမထွက်ချင်ဘူးငါလည်းပဲပူကောက်တဲ့အနာဂတ်တွေရကျင်တယ်ဒါပေမဲ့လို့ပေါ့နော်ဖလားမဟုတ်တော့မှလောက်ခလာစားတော့ပူရကျင်တယ်ဆိုပြီးတော့လာစားပူတောင်းရင်ဂျူနတ်ကလာစားပူပေးနိုင်ရင်တော့ဆက်ပြီးတော့ထိန်းနိုင်လိမ့်မယ်ဒီတစ်ခုပဲရှိတာဆိုတော့ဟိုတကြောင်ကျွန်တော်အထင်ကတော့ပေါ့နော် market stretch ဖို့ပြီးလို့ရှိရင်ကျွန်တော်ဒါဂါနာချူခိုဘီမင်းနူဒီ၃ယောက်ထဲက သုံးယောက်စလုံးနောက်ရာသီမှာဆက်ရှိဖို့တော့လုံးဝတေချာတယ်လို့ကျွန်တော်မထင်ဘူး။အကယ်လို့ Rashford ကို Aston Villa ထံတန်းလေးစင်နေလက်လို့မယ်ဆိုရင်တော့မှဂါနာချူနဲ့ Kobe Mainu နှစ်ယောက်တည်းကတယောက်တော့လက်လို့လဲဦးမယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ Mainu တို့ဘာလို့ရဲ့ဘက်ကလည်းအခုလိုလစာတူတောင်းရတဲ့နေမှာကျွန်တော်ခုနကပြောသလိုပဲဗျာ။အကယ်လို့ဘောနော်ဟိုအခြေအနေမကောင်းဘူးဆိုလို့ရှိရင်လာမယ့်နေရာကြီးအပြောင်းအရွှေမှာဖလားတွေပို့ပြီးတော့စိန်ခေါ်နိုင်တယ်လို့ထင်တယ်သူတို့ကလပ်အသင်းကိုပြောင်းမှာပဲ။ ပြောင်းမှာပဲကစားမရရဘက်ကဒါမျိုးတွေကြည်လာတော့မနောက်ကြိုင်ပေါ့ကိုရီးယားမှတကယ်ဟိုကောင်းတဲ့အသင်ဟုတ်မနေတာဗျာဟိုလူငယ်ကစားမရတွေကသူတို့အနာဂတ်ကိုတည်တယ်မလားရေရှိဒီအသင်နဲ့စာချုပ်ချုပ်တော့မယ်ဆိုလို့ရင်သူတို့လည်းပဲကြည်မှာပဲနောက်ခုနကကျွန်တော်ပြောပြသလိုပဲဒါကြောင့်ဟိုမင်းနူရောဖဲဖြစ်ဖြစ်ကာနာချိုပဲဖြစ်ဖြစ်နှစ်ယောက်ထဲကတစ်ယောက်တော့အနွေရာဒီပြောင်းချူမှာရောင်းချလိမ့်မယ်လို့ကျွန်တော်ထင်တယ်အသင်ဘက်ကနောက်အကယ်လို့တရန်တူးပြီဆိုလို့ရှင်တော့မှာ တယောက်ကိုတန်းတူးတယ်ဆိုရင်လောက်ခလာစားကတော့အများကြီးပေးရမှာအခုလက်ရှိ main news ဆိုလို့ရှိရင်ပေါင်တသိန်းခွဲဆိုတာကျွန်တော်တို့ကအခုချိန်မှာတောင်းသိန်းတဲ့အနေအထားမျိုးမှာမဟုတ်တာ main news ရဲ့အခြေအနေမျိုးအသင်းပေါ်မှာအကျိုးရှိအကျိုးပြုထားတာနဲ့ဆိုလို့ရှိရင်ပေါင်တသိန်းခွဲဆိုတာတန်းမှမတန်းတာဒါကြောင့်ကျွန်တော်ကတော့ဗောနော် covid main news တို့ဘာတို့ကိုပေါင်တသိန်းခွဲပေးသင့်တယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ဒီအပြောင်းရွှေ့ကဒီ covid main news ရဲ့ဘက်ကလည်းအကယ်လို့ထင်တယ်လို့တာဖြစ်မလာဘူးဆိုလို့ရှိရင်သူလည်းပဲတခြားနိုင်ငံကကလပ်တင်းတစ်ခုကိုသွားကစားခြင်းနေဆိုလဲ ရောင်းချမှာပဲသူဘယ်အသင်းကိုသွားမလဲတေချာတာတကူကတော့မင်းနူးလိုပလေယာမျိုးကိုစိတ်မဝင်စားတဲ့အသင်းကတော့ခက်ရှားရှားပဲဖြစ်မှာပါကိုမင်းနူးကတကယ်ရည်ချင်းရှိတဲ့ပလေယာတစ်ယောက်ပဲဟာ။ဆိုတော့ကျွန်တော်တို့ဘာလို့ဆက်ဖြစ်မလဲကျွန်တော်ကြည့်ရမယ့်လောလောဆယ်မှာတော့ကိုမင်းနူးကပေါ့နော်လောက်ခလာစားတသိန်းနဲ့တသိန်းခွဲနဲ့တသိန်း၈၀၀၀ကျားကိုကျွန်တော်လိုချင်နေတယ်ဆိုပြီးတော့သူကိုစလေတွေကအသင်းတာဝန်ရှိသူတွေနဲ့တောင်းဆိုထားတယ်။အဲ့လိုမဟုတ်လို့ရှင်တော့အချိန်ကြီးမကောင်းရင်ပေါ့နော်လာမယ့်ညရာဒီအပြောင်းရွှေ့မှာတခြားပြည်ပကလပ်တင်းတစ်ခုခံကိုပြောင်းပြီးတော့ကစားခြင်းစိတ်ရှိနေတယ်ပေါ့ညီကလို့ရောဘယ်လိုမြင်ကြလဲ ဟိုမင်းနူကိုတရန်တူပြီးတော့အတင်မှာမရရအောင်ဆက်ပြီးတော့ထိန်းတင်တယ်လို့ထင်ကြလားဒါမှမဟုတ်ကစားမဖြစ်သူကိုလက်လို့တင်ကြလားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်